မေမင်္ဂလာပါရှင် MC Mara Beauty Channel မှာပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီဗီဒီယိုလေးကိုအမြဲတမ်းကြည့်ဆိုအားပေးတဲ့မိစေအားလုံးကိုဒီရနေ့အရန်အရန်ကြည့်ဆိုတင်ပါတယ်လို့ပြောချင်ပါတယ်အခုဆက်လက်ပြီးကျွန်မတင်ဆက်ပေးသွားမယ့်အကြောင်းကတော့ကိုယ်ခန္ဓာကိုလွယ်လွယ်ကိုကိုနဲ့အစမလျှော့ပဲနဲ့ဝိမတက်ပဲနဲ့ပုံမှန်လေးထိနိုင်ဖို့အတွက်ဘာကအဓိကကြလဲလူတိုင်းတွေ့လုပ်နိုင်တဲ့ဟာပဲလူတိုင်းလိုက်နာလို့လွယ်တဲ့ အကြောင်းလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ဒီဗီဒီယိုလေးမကြည့်ခင်ပါကျွန်မရဲ့ channel လေးကို subscribe လုပ်ပြီးကြပါလို့တောင်းဆိုချင်ပါတယ်ဖြစ်မလဲเนาะလူတိုင်းကအကုန်လုံးက what channel တူဘယ်သူမှမရှိပါဘူးဒါပေမဲ့အသက်30ကျော်ဆိုရင်တော့အလိုလိုနေရင်းနဲ့ဝလာတယ်ဘာဖြစ်လို့လဲဆိုတော့ကိုကကိုအစားစားတဲ့ဟာကိုဥခန္ဓာမှာထွားကြိုင်းလာဖို့မရှိတော့ဘူးเนาะထွားကြိုင်းလာဖို့မရှိတော့ဘူးအရက်လက်ရှိတာလဲ အော်ပြီးသွားပြီအော်မရှိနိုင်တော့ဘူးပြီးတော့အော်ကုခန္ဓာထွားမဲ့ဟာလည်းယက်နာပြီးပြီဆိုတော့အသက်20လောက်ဆိုရင်ယက်နာတယ်လီတာမဲ့30လောက်ထိကြတော့ယက်နာတယ်ဆိုပြီးမဲ့သူဟာနဲ့သူပေါ့နော်အော်အစီအလွန်ကျွန်တို့အဝလီအရန်ကြီးမလွယ်ဘူးဒါမဲ့အသက်30ကျော်ကျန်တော့ဥပါရဲကျမဆိုရင်လေ ညနေပိုင်းဟိုတပတ်လောက်ဟိုကောင်းကောင်းလေးစားပြီဆိုမျက်နှာဖုံးကားပြီးမှဝါလာတယ်အဲ့ဒါဆိုရင်ကြောက်ပြီကျမဟိုအရန်ဝတ်ပြီးမှမထိန်နိုင်တလူမျိုးဖြစ်မှဆိုလို့လေအဲ့တော့အဲ့လိုမျိုးဖြစ်ပြီးမှကိုကလေတီးတန့်လေးဝိချပြီးအစားရှောင်တဲ့ဟာလုံးဝပါတခုမှမရှိဘူးဒါမဲ့အတင်တင်လေးပေါ့နော်ကိုနေ့တိုင်းအမ်အအစားတော့ကိုပုံမှန်လေးနဲ့တွားတယ်အဲအဲ့လိုမျိုးလေးတွေနဲ့ကိုကထိန်းလာတာဟုတ်တယ် ဟိုကဘာဖြစ်လို့ဒီ zone နဲ့စားလဲဆိုအစစ်တိတိလေးရိရှိရလေအဲ့တော့အဲ့ဒါနဲ့စားချင်လို့ပါညနေစားဟောရနော် ကျမကိုတည်တဲ့ mix တွေအားလုံးကအမေရမီမီးလျက်ရှိတယ်။မဖြစ်လို့လေအရင်၁၀နှစ်20နှစ်ကလေးကအခုလိုမျိုးပုံစံပဲမဲတာအရင်ဝရလည်းမဟုတ်ဘူး။အရင်ပင်နာလည်းမဟုတ်ဘူးဆိုပြီးမီးတဲ့လူတွေရှိတယ်။ကျမထွိထွိထွထွနဲ့ဘယ်တော့မှအဆမလျှော့ဘူး။ဒါပေမဲ့ကျမကတပတ်တစ်ခါကိုမနဲ့မဟုတ်ရင်နေ့လည်းမဟုတ်ရင်တစ်ခါတလေကျန်တနေကုန်ပေါ့နော်။ အစားမစားပဲနဲ့နေတဲ့နေတဲ့အချင်းရှိတယ်တပတ်တစ်ခါပဲအဲ့ဒီချိန်ကြရင်တော့အများကြီးကိုဝေးတက်မဲ့ဟာကိုထိန်းတာပေါ့နော်တခါတလေကြရင်တော့မနဲ့စာတခါတလေကြရင်တော့နေလဲစာတခါတလေကြရင်တော့မြတ်နေစာပေါ့နော်မစားပဲနဲ့တပတ်တစ်ခါနေတယ်ပြီးတော့နောက်တစ်ခုကြတော့ကိုကမြတ်နေပိုင်းဆိုရင်အတင်းနှံပဲစားတယ်ဒါမှမဟုတ်ဆို့ ဆုပ်ဆိုတာတီးဆုံဆုပ်ပဲဖြစ်ဖြစ်ပြီးတော့အာချက်အာချက်တာဆုပ်ပဲဖြစ်ဖြစ်ပြီးတော့ငါဆုပ်ပဲဖြစ်ဖြစ်ကွာကဲရော့လေးတွေပိုကူပိုကူလေးလေးတွေကိုကိုကြိုက်တဲ့အရက်လေးတွေကိုရောမှစားတတ်ပါရဲ့ပြီးတော့အသေးတွေလည်းစားတယ်တပတ်မှာလေးခါလောက်အသေးစားတယ်တပတ်မှာ၃ခါလောက်တော့ဆုပ်တော့တယ် ်ပြီးတော့တခါတလေကြိုက်နေမှုနဲ့နောက်တော့တောက်တယ်ကိုကခဏနိုင်နောက်ပိုင်းဆုံးဘာမှမစားတော့အရာကကုတွဲဆိုရင်ကတတမမအစားဆော့နေတာမဟုတ်ဘဲနဲ့အကျင့်လိုမျိုးဖြစ်သွားတယ်ပြီးတော့မနေ့ဆိုရင်ကျမကအသားဟင်းချပြီးလာကူပါအသားကြိုက်တယ်အမေသားဆွန်းလဲဘိတ်ပီအောင်စားတယ်ချက်သားဆွန်းလဲအာရပါရစားတယ်ထမင်းဆွန်းလဲ over မစားဘဲနဲ့ကိုယ်ပိုက်ပြီးတဲ့ပေါ့နော်အရင်တော့ပကံမုတ်မုတ်စားရလို့စံကပကံမပြီးတပြီးလေးပဲစားတင်တာပေါ့ကွာအသက်30ကျော်သွားပြီလေနော်အလေမျိုးလေးတွေနဲ့ပဲကိုကကိုကိုခန္ဓာကိုထိမ့်ဖြစ်ပါတယ်ထွေး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 အမလဲငါကမှဆိုတော့ဒီဟာမစားသင့်ဘူးဆိုတဲ့ဟာမျိုးတွေတော့လုံးဝမရှိဘူးတကြောက်ကိုလွန်းလွန်းကျွန်းကျွန်းမစားဘူးအချို့ကိုလွန်းလွန်းကျွန်းကျွန်းမစားဘူးဒါပေမဲ့ အာမိုင်လိုတို့ဘာလို့တောက်တဲ့ချိန်ကျမိုင်လိုထဲမှာတကြပါပေးသားလीနော်အေးအဲ့လိုမျိုးလေးတွေကြတော့ကွာကြောက်မနေဘူးအမဲတန်းဟိုနေလဲစနေမိုင်လိုမဟုတ်ရင်နွားတို့မဟုတ်ရင်တခုခုတောက်ဆရာရှင်တောက်လိုက်တယ်ပြီးတော့အာအယံမီတင်းဒါမျိုးမစားဘဲနဲ့မနေတဲ့ဟာမျိုးမဟုတ်ဘူးအဲ့လိုမျိုးလေးနဲ့ကကိုကပုံမှန်တော့တယ်ဆိုရင်အယံလည်းမဝတ်ဘူးအယံလည်းပိတ်မချတော့ဘူး အရန်ပိန်တော့လေဟိုဗာလဲကိုခန္ဓာပော့ပါပြီးမဲ့တခါတလေကျန် over saw လိုက်တဲ့ချိန်ကျန်ကိုကခြောင်တလိုပဲခံစားတော့အခုတော့နည်းနည်းကိုကဝတ်အောင်ပြန်လုပ်ပြန်လုပ်တယ်ပြန်လုပ်တယ်ဆိုတော့လည်းဘာမှထွ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 ကျွန်မမလုပ်ပါကိုကတော့နည်းနည်းပပကိုအဟိုဗာလဲစပီးလိုက်တယ်စပီးလိုက်တယ်ဆိုတော့တိတ်ပြီးဟိုဗာလဲညနေပိုင်းဆိုရင်ကိုက နည်းနည်းမြမြလေးစားမြန်နည်းမြမြလေးဆိုတော့အသေးစားတာမျိုးလို့ပါတော့နည်းနည်းတော့ကြာရင်လည်းဟွန်းခဏနိုင်လောက်စနေမကြောက်တော့ဘူးတော့မကြောက်တော့ဘူးပေါ့နော်အဲအဲ့လိုမျိုးတော့ပြီးတော့တစ်ခါတလေအမ်စစ်ထဲမှာလေညောင်းတို့တောက်ချင်တယ်ဆိုတော့9နိုင်လောက်စနေကိုကတောက်ချလိုက်တယ်အေးအဲ့လိုမျိုးလေးတွေပေါ့ကိုကစားလို့အလွန်ကျွန်းအနင်းပကာဝတ်အောင်ဆိုမှစားဆင်မလို့သူကလည်းသူအတင်းတင်းနေပေါ့နော် မကြောင်လဲဆိုတော့အသက်သင်းဟုဆယ်ကျော်ဆိုရင်နင်းပကံလဲစားဆယ်မလို့ဘူးကျမ်းမာရဲ့အတွက်လုံးဝမလို့လက်မလို့အပ်တာကိုကိုခန္ဓာအတွက်လည်းလုံးဝမလို့အပ်ဘူးကိုကအပင်မှာအလုတ်ကျန်လို့ဘယ်မှာချွေးတက်သမားတွေဆိုရင်တော့တွင်ကနေအောင်စားကစားမရှိဘူးညမဲ့ကိုကအဲ့လိုမျိုးအလုတ်ကျန်နေမလို့ဘယ်နဲ့အစာပဲအနင်းပကံဖြစ်ခြင်းမှစားတယ်ဆိုရင်ကြာလာတော့ကျမ်းမာရဲ့အတွက်လည်းမကောင်းဘူးပြီးတော့ဟိုကအလာတဲ့ကိုခန္ဓာလေးပြီးမှ အတက်ကတိတ်မကြီးပဲနဲ့လေဟိုပါလေအင်းကိုကိုကိုရဲ့ body ကိုလည်းဟိုပါလေဦးစီးတယ်ပြီးတော့အလုတ်လုတ်တဲ့နေရာမှာလည်းကိုကအမ်တွတ်တွတ်လက်လက်မရှိတော့ဘူးပေါ့နော်လုံငယ်လုံငယ်ဒီနဲ့ရင်ပုံတန်းပြီးအလုတ်လုတ်လို့မရတော့ဘူးလေအဲ့တော့ကိုကအဲ့လိုမျိုးမဖြစ်အောင်ကိုကကြည့်မယ်ဆိုရင်တချို့တွေကဝေးတခါတယ် တန်ကယ်ကြီးချချင်တယ်အင်းအဲ့လိုမျိုးချချင်တယ်ဆိုရင်တော့ GM ဒီဆော့ပြီးမှတခါတည်းအဝိချာစီရီစားစရော့လူမယ်ပေါ့နော်ဒါမဲ့အဲ့လိုမျိုးမဟုတ်ဘဲနဲ့ပုံမှန်လေးသာကွာချသွားတယ်ဆိုရင်အဒီဟာထက်ဝိမတက်အောင်ပဲထင်းလိုက်ပါပြီးတော့ကိုကနည်းနည်းဝတ်ရစင်ဒီဟာထက်အဖိုကေဂျီလောက်1ကေဂျီလောက်ချက်တဖြည်းဖြည်းနဲ့ချက်အဲ့လိုမျိုးလေးနဲ့ပြီးတော့ exercise ဆိုလည်းဘယ်သူမဆိုလုပ်ကြရဲ့ ငါးလလောက်တစ်နှစ်လောက်လို့မှပြန်နာတယ်။ကျွန်မတော့မလုပ်စေချင်ဘူး။တကယ်လို့အများကိုကမဲရန်ကျွန်မလုပ်နိုင်မယ်လို့ထင်တဲ့ exercise လေးကိုပဲလုပ်ပါလို့ပြောချင်ပါတယ်။ကျွန်မဆို9မိနစ်9မိနစ် exercise လုပ်တယ်အခုချင်းထိငယ်ငယ်ကလေးရပဲ။ဘာကြောင့်လဲဆိုတော့ကိုခန္ဓာချစ်လက်ဖြစ်အောင်လေ။အဲ့လိုမျိုးဆိုဒီ9မိနစ်ကဘလို့လို့အစီချမှာလေအဲအဲ့လိုမေးမလားမလုတ်တာထက်တော့အများကြီးအများကြီးတည်တာတယ် ကျမအချုပ်တဲ့အချိန်မှာသူများတွေကကိုခန္ဓာကိုတိုင်းတဲ့အချိန်ချင်းအမ်သူတို့ကအံ့ဩကြတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့အစီအပူတွေလုံးဝမရှိဘူး။အဲ့ဒါလေးတွေကိုကလုံးဝပေါ့နော်။ပြီးတော့9မိနစ်ကခက်လာဆိုရင်ခက်တယ်မခက်ဘူးကိုကတသက်လုံးအဖွားကြီးဖြစ်နေကိုကလုံနိုင်တယ်လေ။အေးအဲ့လိုမျိုးလေးတွေပေါ့။ကာ7မိနစ်တသက်လုံးလုံနိုင်တယ်ဆိုရင်လုံလိုက်။တခါတဲ့ exercise တစ်နေ့လုံးဝမှပြန်လာတဲ့အချိန်ချင်းရင်ပိုစီပေါင်းမှုတလို့ပဲကျမမျက်စိမှာမြင်တဲ့လူတွေအများကြီးရှိရနော် အဲ့တော့ကိုကကိုကိုခန္ဓာကိုဒီဟာထက်ဝေးမတက်ချင်ဘူးဒါမှမဟုတ်ဒီဟာထက်နည်းနည်းလေးကြစ်ချင်တဲ့လူတွေအတွက်ဆိုရင်အစာတောက်ကိုဒီခက်အောင်ထွေးထွေးထူထူပြီးထိန်းနေစရာမလိုဘူးပုံမှန်လေးသာအလွယ်နည်းနဲ့အပေါ့ပါနေပဲအလုပ်ပေးမှထိန်းလိုက်ပါလို့နော် ါကျွန်မအညက်စာပဲအခုက6နာရီဟုတ်တယ်နော်ကျွန်မအညက်စာကိုစားနေတာဟုတ်တယ်ဟွန်းဘာတက်တိစားရဲဆိုတော့နာမည်ခံစားရမှာမဟုတ်ဘူးနော်ထမင်းအစားထိုးစားလိုက်တယ်ဆိုတော့ ပိုက်ပြီးအောင်ပေါ့ဒါမဲ့သမင်းမစားလို့ငါငင်းပကန်စားမယ်ဆိုရလေမလို့အဘူးပိုက်ပြီးတော်ပြီအယံပြီးနေစဲလည်းမလို့ဘူးညနေပိုက်မှလေနော်အဲ့လိုမျိုးအဲ့လိုမျိုးလေးတော့ကွာထိမ့်မယ်ဆိုတော့ဂျမိုင်းတွက်လက်ကောင်ပြီးတော့အတာလေးလည်းပြီးပြီးတော့ပိုက်လေးရလည်းပြီးတပီပီနဲ့อืมจำมาล่ะจำมายีกงล่ะผู้อัตแหละอจูยังชื่อ ိုးလက်ချိုးနေတယ်ဒီမှာအမြင်ဆအမဲလေးတွေအဖြိုလေးတွေရှိတယ်အဲ့ဒါပါတစ်ခါတလေကျန်ကြိုက်လိုက်တယ်တစ်ခါတလေကျန်မကြိုက်ပဲနဲ့မျိုးလိုက်တယ်ကိုအဒွန်းမကောင်းတဲ့ဟာလေးတွေပေါ့နော်ပိုးလေးတွေလည်းရှိရင်တည်အောင်လို့နော်အဲ့ဒါဆိုကွာတပတ်တစ်ခါတော့ကိုကအဲ့လိုမျိုးတာလုပ်တယ်ဆိုရင်ဘယ်တော့ကောင်းမလဲနော်အဲ့ဒါကြောင့်တပတ်တစ်ခါလောက်တင်းမတိစားတဲ့စားပြီးပါတပတ်နှစ်ခါလောက်လည်းစားပြီးပါအစီလေးတွေကိုလည်းမျိုးလိုက်ပါလို့ပြောချင်ပါတယ် မှန်အဲ့လိုမျိုးစိတ်ထဲမှာလေးစားချင်တဲ့ဟာလဲတိတ်မရှိဘူးအဲ့လိုမျိုးဆိုရင်တော့ဟောပါလေကိုချမ်းမ ాయి အတွက်အခုတလို့ကိုဘာမစားလဲဘာဒတ်ကိုကလိုအပ်လဲဆိုတဲ့ဟာလေးတော့ရေးပြီးစားပါကျမဆိုရင်ဟောပါလေနာနဲ့တီးလဲစားတယ်ကျမပျော်တီးလဲစားတယ်အမေရန်လိုလိုပေါ့နော် ပြီးတော့ဘာလဲထောဖတ်သေးလက်အမဲရန်စားတယ်ပြီးတော့ဒီဟာတင်ဘောဒီလက်စားဖြစ်တယ်ပန်းတိကြတော့လဲပန်းတိလက်ကျွန်မကြိုက်လဲစားဖြစ်တယ်ပြီးတော့ orange ကိုလက်စားဖြစ်တယ်စီးတက်ကတူတက်စံမလို့ဘုမာ YouTube တဲမှာတကယ်တော့ထားကြည့်ရဘာဗိုက်တာမင်ဘာဝါဘာအတွက်ကောင်းလဲဆိုတော့အကုန်လုံးရှိရနော်အရင်တော့ဆိုရင်ကျွန်မတောင်းမှလေဘာစရင်ဘာဗိုက်တာမင်ရှိလဲဆိုတော့အကုန်လုံး အကုန်လုံးလေးဆံပွဲဖြစ်ဖြစ်မယ်ဆိုရင်တော့မှကျွန်မအလွတ်နဲ့ရနေတယ်တူလားကိုကိုခန္ဓာတက်ပါကောင်းဆုံးလေအဲ့လိုမျိုးလေးတွေပေါ့နော်ဒါမဲ့အခုနောက်ပိုင်းတော့အကိုကစစ်စေးမနေတော့ဒါမဲ့ကိုတက်မဲ့ဟာလေးတွေတော့ကိုကရေးတာပေါ့မဖြစ်လို့လဲဆိုတော့ဟိုကပါလေဒေါက်တာကြီးရဲ့ပြောတဲ့ဟာပဲနားထောင်လိုက်မယ်ဆိုပြီးပါလေအဲဒါမဲ့ကိုကပါတဲ့လဲမတဲ့လဲကိုတဲ့တဲ့ဟာလေးကိုတိဖို့တော့လိုအပ်တာပေါ့နော် ီတော့မတဲတဲ့ဟာဆိုရင်လည်းကိုမစမ်းနဲ့ပေါ့တဲတဲ့ဟာလေးကိုစားပြီးမှကိုရဲ့ကိုခန္ဓာအလှဈာမကြီးလေးကိုထိမ့်မအရာမှပဲနှုတ်ပြလန်းစမ်းပြီးကဘာမှာကိုလုချင်တဲ့ဟာကိုဟိုရီရှိလုနိုင်ဖို့အတွက်ပေါ့နော်လို့ရီရှိလုနိုင်ဖို့အတွက်လိုအပ်ပါတယ်လို့နော်ဘမစ်ဆက်အတွက်ကြိုးရှိမယ်ဆိုရင် like share subscribe ပါမင်းနဲ့နော် see you next time bye bye God bless you all. Love you all. See you on next video. see you next time bye bye god bless you all love you all see you on next video bye bye သင်ချင်းဖြစ်သေးတယ်မှာလက်ဆက်တယ်နော်ဒီနေ့ကျတော့ဒီဟာကိုစားချရအောင်ဒါညက်စားမစားနော်ဒါညက်စားတွတ်ထုတ်တယ်နော်ခုတလုံးကိုခွဲလိုက်ပြီဒီမှာဒီမှာအများကြီးပဲဒီခွက်ကအချစ်ချင်းနော်တကယ်ခွက်အချစ်ချင်းဟုတ်တယ်ဒီမှာ ကိုကအတုံးလိုက်အတုံးလိုက်ကြီးကြီးထားထားတယ်ဘာဖြစ်လို့လဲဆိုတော့ဟိုမှာအစိလေးတွေကျန်နေတယ်မဟုတ်လားအဲ့ဒီအစိလေးတွေပါကိုကကိုက်စားချင်တာဟုတ်တယ်အဲ့ဒါကြောင့်အတုံးတုံးလေးမစီးတော့ဒီတိုင်းပဲစားမနော်ဘာဖြစ်လို့လဲကိုစားရဟာအဟာရလည်းဖြစ်အတာလည်းပြီးဂျမ်းမာကြီးအတွက်လည်းကောင်းဖို့အတွက်လေလောကခန္ဓာထဲမှာပါရှိလဲဆိုတော့ကိုကမြင်ရတာလည်းမဟုတ်ဘူးဆိုတော့ဒီဟာလေးကိုစားမယ်